โอเคခေါင်းကြီးတို့အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒီ publisher ပေါ့နော် publisher publisher အကောင့်ဖွင့်ပြီးရော publisher လုပ်ပြီးရောပတ်စံ share တဲ့နည်းကိုနောက်ထပ်ဗီဒီယိုဒီပိုင်းမနေ့ကတုံးအာမနေ့ကနဲ့ဆိုလို့ရှင်တော့ဗီဒီယို၃ပုံမြောက်ပြောရပါတော့ဒီနေ့ဆိုလို့ရှင်တော့၄ပုံမြောက်ဒီဗီဒီယိုကတော့၄ပုံမြောက်ဗီဒီယိုဖြစ်ပါတယ်အာ ဟောမနှုတ်ကွာငါဗာကြည့်နေတယ်လို့ဒါကြည့်နေရတာလားအဲ့ဆိုဖြတ်လိုက်ဒီနေ့ကတော့မနေ့ကကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ website ကိုပေါ့နော်ကျွန်တော်တို့ရဲ့ website ကိုပုံအလားဆင်ခဲ့ပေါ့နော်ပြောရှင် template ပေါ့နော်ဒီ design ပေါ့နော် website design လေးတွေကိုလောက်အောင်ကျွန်တော်တို့လုပ်ခဲ့တယ်အဲပြီးတော့အခါကျတော့ကျွန်တော်တို့ဒီ direct link ကိုကျွန်တော်ရှင်းပြခဲ့တယ်ပေါ့နော် direct link ဆိုတာဘာလဲဘယ်လိုအသုံးပြုရလဲဆိုတော့ကျွန်တော်ရှင်းပြခဲ့ပြီးပြီ ရှင်းပြခဲ့ပြီဆိုတော့ဒီနေ့ဗီဒီယိုမှာကတော့ဒီနေ့ဗီဒီယိုမှာကတော့ကျွန်တော်နောက်တဲ့ကြော်ညာ ATS နောက်တဲ့ ATS တစ်မျိုးဖြစ်တဲ့အောင်တော့ရှင်းပြမယ်ပေါ့နော်အာဆိုတော့ကျွန်တော်တို့ကနော်ဒီကောင်ပါနာမည်က love story ပေါ့နော် true love love story okay နောက်တဲ့ ATS တစ်မျိုးဖြစ်တဲ့ ဒီကောင်အကြောင်းရှင်းပြအောင်အာ social panel အကြောင်းအစဉ်ရှင်းပြမှာပေါ့နော်ဒီမှာဒီကောင်က social panel ဆိုတဲ့အကြောင်း social panel ဆိုတဲ့ ADS အကြောင်းကျွန်တော်ရှင်းပြမယ်ဒီနေ့ကတော့မင်းညာကကျွန်တော်ရှင်းပြခဲ့တာဒီကောင် panel အကြောင်းရှင်းပြခဲ့တယ် smuggling အကြောင်းရှင်းပြခဲ့ပြီပေါ့နော်ဒီနေ့ social panel နဲ့ native panel အကြောင်းရှင်းပြ social panel ဆိုတာဘာလို့ရလဲဆိုတော့ social panel ဆိုတာကတော့သူကလည်း panel ATS ပုံစံပဲဒါပေမဲ့ဒီကောင်ကအာတခြားအနေနဲ့မတူဘူးပေါ့နော်ဥပမာဒီမှာထည့်ထားတဲ့ဟာပြပေးမယ် ီမှာကျွန်တော်ထည့်ထားတဲ့ ADS ဆိုလို့ရှိရင်တို့ကဒီလိုလေးပေါ်တယ်ပေါ့နော်ဒီညမှာကြည့်ဩဒီအပေါ်မှာပေါ်လာတဲ့ဟာတမျိုးဟုတ်နေကျန်သွားတယ်ဒီအပေါ်မှာပေါ်ဒီလာလေးပေါ်တဲ့ဟာကကျတော့ panel ADS ပေါ့နော်အဲ့ဒါကျ panel ADS အခုကကျကျွန်တော်တို့ကဒီ social panel ADS ကိုထည့်ပြမှာပေါ့နော်အဲ့တော့ထုံးစံတိုင်းပဲကျွန်တော်တို့ဒီကိုတွားလိုက်မယ်တွားလိုက်ပြီးရင်ဒီမှာကျွန်တော်တို့ post တစ်ခုတင်ရမယ်ပေါ့နော် post တစ်ခုတင်မယ်ဆိုတော့ အာကျွန်တော်တော့အများကြီးမရေးတော့ဘူးเนาะကျွန်တော်တော့အများကြီးမရေးတော့ဘူးကျွန်တော်ဒီတိုင်းပဲတွားပြီးရေးလိုက်မယ်โอเคကျွန်တော်ဒီလိုစာလေးတစ်ပုဒ်ဒီလိုလေးရေးလိုက်ယူပါเนาะစာလေးတစ်ပုဒ်ရေးလိုက်ပြီးပြီးတော့အခါကျလို့ရှိရင်ဒီမှာကျွန်တော်တို့ ADS ထည့်မယ်ပေါ့เนาะ ADS မှထည့်ခင်မှာကျွန်တော်တို့ link အရင်တွက်ထည့်မယ်ပေါ့เนาะအာပုံရင်တွက်ထည့်မယ်ဗျာပုံထည့်မယ်ဆိုတော့ဒီစာလေးကိုအောက်နည်းနည်းဆင်လိုက်ပြီးတော့ဒီစာရဲ့အပေါ်မှာပေါ့เนาะဒီစာရဲ့အပေါ်နားလေးမှာကျွန်တော်တို့ဟိုချလိုက်ကာစာတစ်ခုချလိုက် ဒါအောက်ကိုဆင်းโอเคဒီမှာကာစာတစ်ခုချထားလာမော်ဒီနာကာစာတစ်ခုချလိုက်ကာစာချပြီးွားရင်ကျွန်တော်တို့ပုံတပုံထည့်မယ်ပေါ့ဒီတော့ကာစာချပြီးတော့ဆိုကျွန်တော်တို့ခုနကပုံလေးကိုနှိပ်လိုက်နော်ဒီမှာပုံပုံတင်တဲ့နေရာလေးနှိပ်လိုက် pin upload ကိုနှိပ်ပြီးရင်ကျွန်တော်တို့ရှင် browse ကိုနှိပ်ကျွန်တော်တို့ပုံတပုံတော့တင်မယ်ပေါ့နော် ပုံတပုံတော့တင်မယ်ဆိုတော့နည်းနည်းကောင်းတာကိုဖာတာကိုလေးရှာကြံလိုက်ပေါ့နော်အာထားပါဒီပုံမဲ့တင်လိုက်တော့မယ်ကျွန်တော်နမူနာပြတာဆိုတော့လေโอเคကျွန်တော်ဒီမှာဆိုလို့ရှိရင်ပုံတပုံရောက်လာပြီကျွန်တော်တို့ကကြီးကျင်နေဆိုရင် setting ကိုနေဒီမှာ last ကိုနေဒါရီကအရင်ဗီဒီယိုတွေမှာလည်းကျွန်တော်ပြောခဲ့ပြီးသားရေပေါ့နော်ပုံနည်းနည်းကြီးကြီးလေးရရေပေါ့နော်အဲပြီးတော့ခါကျတော့ကျွန်တော်တို့ link တစ်ခုတော့ရှာမယ်ပေါ့နော် link တစ်ခုတော့ရှာမယ်ဆိုကျွန်တော်တို့မှာက Telegram link တခုပေါ့နော်မင်းညာကကျွန်တော်ဒီမှာ Telegram link တခုဖောက်ထားပြီးသားရှိရပေါ့နော်ဒီမှာပေါ့နော်မင်းညာကျွန်တော် Telegram link တခုလောက်ထားရရှိရအာဒီမှာကတော့ကျွန်တော်ဗီဒီယိုမတင်ရသေးဘူးပေါ့နော်ကျွန်တော်မိတ်ဆွေတို့နမူနာပြမယ် Telegram link ဖွင့်တဲ့နေ့ကတော့ကျွန်တော် Telegram channel တခုဖွင့်ထားတဲ့ဖွင့်ထားဖို့လိုပဲပေါ့နော်ဘာလို့ဆိုတော့ဒီလိုအစင်းအစင်းပေါ့နော် social media တွေကိုအတုံးပြုပြီးကျွန်တော်တို့ကပတ်ဆိုင်ရှာတာဆိုတော့ဒါအခုကျွန်တော်တင်ပေးနေတာ publisher လောက်ပြီးတော့ပတ်ဆိုင်ရှာတာတခုတည်းတင်မဟုတ်ဘူးเนาะမိတ်ဆွေတို့ဒီလို ဆိုရှယ်မီဒီယာတွေအကုန်လုံးကိုချိတ်ဆက်ပြီးတော့ပတ်စံရှာတဲ့နည်းကိုကျွန်တော်တင်ပေးနေရအဲ့တော့ဗျာဒီမှာကျွန်တော်ရဲ့ channel link ကိုကျွန်တော်ယူလိုက်မယ်ပေါ့နော်ဒီကောင်ကကျွန်တော် channel ဆိုပါတော့ဆိုတော့အခုကတော့ဘာမှမရှိသေးဘူးเนาะကျွန်တော်မိတ်ဆွေတို့နမူနာပြဖို့အတွက်လုပ်နေရမှာလို့အဲ့တော့ကျွန်တော် channel link ကို copy ယူလိုက်တယ် copy ယူပြီးသွားတဲ့အခါကြာလို့ရှိရင်အမိတ်ဆွေတို့က channel link ကို copy မြူချင်မှုဆိုလို့ရှိရင်ဇက်ကား link တွေကို copy တွားယူလို့ရအောင်เนาะသူများသူများဟို ပို့ထားတဲ့ဇာတ်ကားတွေပေါ့ဗျာသူများ channel တွေမိတ်ဆွေတို့မှာ channel အများကြီးရှိမှာပါအဲ့လိုမျိုးသူများရဲ့ channel ဒါဆိုပါတော့သူများရဲ့ channel မှာတင်ထားတဲ့ဇာတ်ကားဆိုပါဒါဆိုကျွန်တော်ဒီက copy link ကိုယူလိုက်ရတယ်ဒါပေမဲ့ကျွန်တော်အားပေးတာတော့မိတ်ဆွေတို့ channel တစ်ခုထောင်လိုက်ဗျာ channel တစ်ခုထောင်လိုက် channel တစ်ခုထောင်ပြီးရင်ကို channel မှာသူများရဲ့ video တွေတင်လဲရတယ်ဗျာဘာမှမဖြစ်ဘူး Telegram ဘယ်သူမှတရားလာမဆွဲဘူးခင်ဗျာသူများသူများရဲ့ video တွေလာပြီးတော့ forward slide နဲ့တင်လိုက်လို့လည်းရတယ်မဟုတ်လည်းကိုယ့်ဖာတာကို save ပြီးတော့ပြန်တင်လည်းရတယ်ကို channel မှာကို ဲ့လိုပြန်တင်ပြန်တင်ပြီးရဆိုလို့ရှိရင်ကျွန်တော်တို့ခုနက channel ပေါ့နော်ကို Telegram ရဲ့ channel ရဲ့ link ကိုဒီကနေတွဲယူဒီမှာနော် copy link ယူ copy link ယူပြီးတော့ရင်ကျွန်တော်တို့ရဲ့ website ကိုတွားလိုက်ဒီမှာ link ကအောက်မှာနော်လို့ကျွန်တော်ပြောထားတယ်ပြီးလို့ရှိရင်ဒီမှာဒီညမှာပေါ့နော်ကျွန်တော် link ထည့်မယ်ပေါ့နော် link ထည့်မယ်ဆိုတော့အောက်ကိုတစ်ချက်ဆင်းလိုက်အောက်ကိုတစ်ချက်ဆင်းလိုက်နော်ဒီမှာကာစာတစ်ချက်ချလိုက်အောက်ကိုရော့ကာစာချလိုက်ပြီအောက်ကိုတစ်ချက်ချလိုက်ပြီပြီးရင်ကျွန်တော် link ကိုနှိပ် link ကိုနှိပ်ပြီးသွားရင်ဒီမှာပြန်ကျွန်တော်ဒီမှာ link ကိုထည့်လိုက်မယ်။ပြီးရင်တခြားနေရာမှာပွင့်စေချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်လေးကိုရွေးထားမယ်။ပြီးရင် apply ကိုနှိပ်လိုက်။ apply ကိုနှိပ်လိုက်ဆိုဒီမှာရသွားပြီ။ဟုတ်ပြီနော်။ ပြီးတော့ဆိုကျွန်တော်တို့ post တင်လိုက်လို့ရပြီ post တင်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါဘာဖြစ်သွားပြီပေါ့နော် post တစ်ခုဖြစ်သွားပြီ user လာလို့ရှိရင်ဒါလေးကိုမြင်မယ်တို့ပုံလေးကိုနမူနာကြည့်မယ်အာနမူနာကြည့်ကြိုက်တယ်အောက်ကစာဖတ်မယ် link ရှာမယ် timer ချောလေးကြည့်ချင်တဲ့ဒီ channel ကို join လုပ်ဟုတ်ပြီဒီမှာ link ကိုနှိပ်လိုက်ခုနကကျွန်တော်ပေးလိုက်တဲ့ကျွန်တော်ရဲ့ Telegram channel ကြီးကိုတို့ကရောက်သွားလိမ့်မယ်အဲ့လိုနေရာပြန်ဘာဖြစ်မလဲဆိုတော့မိတ်ဆွေတို့ရဲ့ Telegram channel မှာလည်း user တွေတိုးလာတယ် Telegram channel မှာ user တိုးလာရင်ဘာဖြစ်လဲဆိုတော့မိတ်ဆွေတို့ဒီမှာကြည့်လိုက်ကျွန်တော်ပြမယ်ကျွန်တော်ဒီမှာဘာမှမဖြတ်တော့ဘူးเนาะအမိတ်ဆွေတို့ဒါတွေဝင်ချင်တယ်ဆိုတော့လည်းကျွန်တော်ဒါပြောလိုက်ကျွန်တော် link နေပေးမယ်ဒီမှာကြည့် Telegram channel မှာ user တွေတိုးလာရင်ဘာဖြစ်လဲဆိုတော့ဒီလိုမျိုးကြော်ညာတွေရောက်လာမယ်เนาะကြော်ညာတွေအပ်လာမယ်အဲ့လိုကြော်ညာတွေအပ်တဲ့ထဲကနေလဲမိတ်ဆွေတို့ပတ်ဆိုင်ရနိုင်တယ်เนาะ အဲ့လိုအကြောင်းအရာအပ်တဲ့တရားနေလဲပတ်စံရနိုင်တယ်လို့ပဲခုနကကျွန်တော်တို့ဒီ block ပေါ့နော်ဒီ block မှာကျွန်တော်တို့ကြော်ညာထည့်ထားတဲ့ရှိရနေလဲကျွန်တော်တို့ပတ်စံရနိုင်တယ်အဲ့မှာတင်ကျွန်တော်ဝင်ငွေလမ်းကြောင်းတစ်ခုပြောပြီးပါတယ်နော်ဒါပဲမဟုတ်တယ်နောက်ပိုင်းမှာနောက်ပိုင်းမှာကြံသေးတယ်ကြံသေးတယ်ကျွန်တော်ပြမယ်လူတွေကိုဘယ်လို hope ပေါ့နော် အချိန်အဆက်လုပ်ပြီးတော့ကိုယ့်ရဲ့တန်နေရာကိုယ့်ရဲ့ဒီอืมဘယ်လိုပြမလဲကိုယ့်ရဲ့ဒီ market ထဲမှာဘယ်လိုတန်နေရာလဲနေအောင်လုပ်ရမလဲဆိုတာကျွန်တော်ပြပေးနေရပါတော့ဒါအဲ့ဒါကြောင့်မို့ ။ Okay ပြီးတော့ဆိုရင်ကျွန်တော်တို့ကဒီမှာကြုံညာတစ်ခုထည့်မယ်။မနေ့ကကျွန်တော်ထဲခဲ့ပြထဲပြတဲ့ကြုံညာကကြတော့ဒီပန်နာကြုံညာနဲ့ smuggling ပေါ့နော်။ဒီတစ်ခါကျရင်ကျွန်တော်တို့ native ပန်နာကိုယူမယ်။ native ပန်နာကိုယူမယ်ဆိုဘယ်လိုယူမလဲဆိုတော့မိတ်ဆွေတို့ကရှေ့အောင်မှာမဟုတ်ဘူးပေါ့နော်။မရှိဘူးဆိုဒီကောင်နဲ့ဒီမှာနော်။မဲဆိုရဲအရင်ဗီဒီယိုမှာချိန်ထားတဲ့ website ကိုတွားလိုက်တွားပြီးရင်ဒီမှာ DAD ဆိုတဲ့ဟောင်းနှိပ်လိုက်ပြီးရင်ကျွန်တော်တို့ဒီမှာ native banner ဆိုတာယူလိုက် ဒီကောင်တော့ native panel အမှန်ချစ်ချစ်ပြီးတော့ create ကို name create ကို name ပြီးသွားတဲ့အခါကြာလို့ရှိရင်ဒီလိုကုတ်လေးတစ်ခုကြာလာလိမ့်မယ်အာ native panel ဒီမှာပြီးတော့ကျွန်တော်တို့ဒီလိုကုတ်တစ်ခုကြာလာဆိုဒီနားကိုတို့ get code ဆိုတာလေး name get code ဆိုတာလေးကို name ပြီးရရင်ဒီမှာကျွန်တော်တို့ဒီကောင်လေးကိုပေါ့နော်ဒီကောင်လေးကို copy ကူးလိုက်ဒီကနေ copy ယူလို့ရတယ် copy ကူးလိုက်ကူးပြီးသွားလို့ရှိရင်ကျွန်တော်တို့ရဲ့ဟိုအောင်တွားလိုက် ျွန်တော်တို့ဒီမှာကြော်ညာထဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒါလေးကိုနေဒါလေးကိုနေခဲတံပုံလေးကိုအပွား HTML view ပြောင်း HTML view ပြောင်းရင်ဒီမှာတအားရှုပ်တယ်မိတ်ဆွေတို့ဒါဒီအပေါ်တွားမကြည့်နဲ့မိတ်ဆွေတို့ဘယ်မှာတွဲတက်ကြည့်ရမလဲဆိုတော့ဒီစာကိုပဲကြည့်ကျွန်တော်တို့ရေးခဲ့တဲ့စာကဒီနားလေးမှာပေါ့နော်ဒီနားလေးမှာစုံသွားတယ်ပေါ့နော်ဒီနားလေးမှာစုံသွားတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကကြော်ညာကိုဒီမှာထည့်မယ်ပေါ့နော်ဒီနားအနာခောက်ချလိုက် ောက်ချလိုက်ပြီးသွားတဲ့အခါကျတော့ကျွန်တော်တို့ကြုံညာကဒီမှာထည့်မယ်။ကြုံညာဒီမှာထည့်လိုက်ပြီเนาะဒီမှာကျွန်တော်ကြုံညာကုတ်เนาะကြုံညာကုတ်เนาะဒီမှာဒီမှာကြုံညာကုတ်ဒီမှာထည့်ပြီးသွားထည့်ပြီးသွားဆိုကျွန်တော်တို့ preview နဲ့ကြည့်လိုက်ဘလို့ပေါ်လဲဆိုတာကြည့်လိုက် preview နှိပ်လိုက်တယ်ဆိုလို့ရှိရင်သူကဒီ native banner ကကြတော့တမျိုးအတုံးတုံးလေးပေါ်တော့ဗောနော်ကြုံညာကြုံညာပုံစံကတမျိုးတူပါကြတော့ ခဏလောက်စောင့်ဝင်โอเคဒီမှာကြော်ညာရတက်လာပြီပေါ့เนาะဒီမှာကြော်ညာရတက်လာပြီဒါကကြတော့ native banner ရဲ့ကြော်ညာပုံစံမျိုးမင်းညာကမင်းညာကျွန်တော်ပြခဲ့တဲ့ပုံကြော်ညာကဒီလိုအပြားတိတ်တိတ်လေးပဲပေါ်တယ်အဲ့ဒါကကြတော့ banner ကြော်ညာပေါ့เนาะဒါကက native banner တို့ကကြဒီလိုလေးပေါ်တယ်ဒီလိုလေး၄ခုပေါ့เนาะโอเค ဒါကြောင့် net တက်ပန်တာเนาะနောက်တစ်ခုပြမယ်နောက်တစ်ခုပြမှာကတော့ဒီမှာဒီမှာပဲဗောနော post တစ်ခုမှာကြော်ညာနှစ်ခုလောက်သုံးခုလောက်ထည့်လို့ရတယ်ဗောနော်ဒီမှာပဲနောက်တစ်ခုလာထပ်ပြလိုက်မယ်နောက်တစ်ခုကကြတော့ဗာပြမယ်ဆိုရင်အာခဏလေးเนาะဒီကောင်ကိုဖြတ်လိုက်မယ် preview tag ကိုလည်းဖြတ်လိုက်မယ်ဒါလည်းဖြတ်လိုက်ကျွန်တော်တို့ဒီကိုပြန်တော့ဒီတစ်ခါကကြတော့ကျွန်တော်တို့ social panel ကိုပြမယ်ဗောနော် social panel social panel လည်းအဲ့လိုပဲကျွန်တော်တို့ဒီကောင်ဒီမှာကျွန်တော်တို့ရဲ့ link ကိုနှိပ်ဟော link ကိုနှိပ်တယ်ဒီနားဟာလေးကိုနှိပ်ဒီနောက်နှိပ်ပြီးတော့ရှင်ဒီမှာ social panel ဆိုတော့ယူပြီးတော့ကျွန်တော်တို့ create ကိုနှိပ်လိုက်ကျွန်တော်ကတော့ဒီမှာ create လုပ်ပြီးသားမလို့လုပ်လို့မရတော့ဘူးเนาะအဲ့တော့ကျွန်တော်တို့ဒီအောက်မှာ social panel ဆိုပြီးတွက်ရှာ social panel ဆိုပြီးရပြီဆိုရင် get code ကိုနှိပ်ကျွန်တော်တို့ဒီမှာဒါလေးပေါ်လာပြီကျွန်တော်တို့ get code ကိုနှိပ်လိုက် copy code ပေါ့နော် copy code ကိုနှိပ်ပြီးရတဲ့ခါကျရင်ဘယ်လိုလုပ်မလဲဆိုတော့ခုနကကျွန်တော်ကြောင်ရထည့်ခဲ့တာဒီမှာပေါ့နော် native banner ရဲ့အောက်မှာပဲထပ်ပြီးတော့ထည့်လိုက် social banner ကိုဒီမှာ copy paste ချလိုက်ဒါဆိုလို့ရှိရင်ရပြီဒီ social banner ကကြာဘယ်လိုလုပ်လဲဆိုတော့ဒီကောင်ကကြာတော့ website တွေအများစုမှာအတုံးပြူကြတယ်ဘယ်လိုအတုံးပြူလဲဆိုတော့ဒီမိတ်ဆိုလို့ဝင်သွားတယ်ဆိုလို့ရှိရင်ကြုံညာတွေတက်လာတာဒီတိုင်းရုတ်တရက်တက်လာတော့ဗောနဘယ်ကနေဘယ်လိုထွက်လာလဲမသိဘူးအဲ့ဒီခါကျကြုံညာထွက်လာဆိုကျွန်တော်တို့ကဘေးနားကအမားချစ်လေးကိုနှိပ်ပြီးတော့ဖြောက်ပေးရတယ်ဗောနအဲ့လိုမျိုးပုံစံမျိုးအဲ့ဒါကြာ social banner ဒီမှာနော် ကျွန်တော်အခု social banner ထည့်ပြီးတော့ရေးထည့်ပြီးတော့ရင်ဘာလုပ်မလဲဆိုတော့ update ကိုနေမဟုတ်လဲ public ဆိုပြီးပေါ်နေလိမ့်မယ်ကျွန်တော်အဲ့ကောင်နေလိုက်ဒါဆိုလို့ကျရင်တော့ကျွန်တော်တို့ social banner မှာကြုံညာတက်လားမတက်လားဆိုတာဒီကနေ blog ကိုတက်ကြည့် view blog ကိုနော် view blog ကိုနေပြီးတော့ကြည့်လိုက် โอเคဗောနော်တို့က net tip banner ကကြတော့ဒီမှာတက်ခါလေကြာရင်မတက်လာဘူးဗောနော်တို့ကအမြဲတမ်းတော့တက်နေရမှာမဟုတ်ဘူးတို့ကတစ်ခါတလေကြာမှတက်လာဒီတောင်းနာလေးမှာဗောနော်ဥပမာဆိုရင်ဒီတောင်းနာလေးနေနေရာမှာနောက်ပြီးတော့ဒီလိုနေရာတွေမှာတို့ကကြောင်ညာတွေအဲ့လိုကွက်လိုက်ကြီးတက်လာတော့ဗောနော်ဘေးကမှမတည်ရနဲ့ပေါ်လာတဲ့ဟာတွေဗောအဲ့ဒါကကြတော့ net tip banner ဗောနော်ဒါမဲ့ဒီမှာတော့မတက်လာဘူးဗောနော်ကျွန်တော်တော်တော်ကြာစောင့်ကြည့်ပြီး line မကောင်းလို့ဖြစ်နေဖြစ်နိုင်တယ်တစ်ခါလေကြာရင်လည်းတို့တက်ချင်မှတက်တယ်ဗောနော်ဒါမဲ့ကိစ္စမရှိဘူးအဲ့ကောင်ထားလိုက် အဲ့ဒါကြတော့ native ပန်တာပေါ့နော်ဒါမိတ်ဆိုတို့ထည့်ချင်လဲထည့်ထားလို့ရတယ်ပေါ့နော်ထည့်ထားတာပိုကောင်းတယ်ကောင်းပါတယ်ထည့်ထားတာနောက်တစ်ခုကကြတော့ဗာကြံတိတ်လဲဆိုတော့ကျွန်တော်ဒီတဲမှာဒီ ADS တွေကိုအကုန်လုံးရှင်းပြလိုက်မယ်ဗျာနော်7မိနစ်ပဲရှိသေးတယ် social ပန်တာပြီးပြီ native ပန်တာပြီး smuggling ပြီးပြီနော်အာပန်တာလဲကျွန်တော်ရှင်းပြပြီးပါတယ်ထင်တယ်နော်အဲ့တော့ကျွန်တော်ဒီကောင်ဒီကောင်ကြံတဲ့ရဲ့ဒီကောင် pop ပန်တာပေါ့ဒီကောင်ကကြတော့ခုနကတော့လိုပဲနော်ကျွန်တော်ဒီကနေတွားယူနော်ဒီကနေဒါကို net ဒီမှာဒီမှာ pop panda ကိုအမှန်ချစ်ပြီးရင် create ကိုနေအဲ့ဒါပဲနော်ပြီးရင်တူကဒီလိုရလာလိမ့်မယ်ပြီးရင်ကျွန်တော်တို့ဒီနားလေးကိုတူ get code ကိုနေ get code ကိုနေပြီးလို့ရှိရင်ဒီမှာ copy ကိုဒီကောင်ကကြာဘယ်လိုလုပ်လို့လဲဆိုတော့ဒီကောင်ကကြာတော့မိတ်ဆွေရဲ့ page တဲ့ကိုပေါ့နော်မိတ်ဆွေ page တဲ့ကိုလူတယောက်ယောက်ကဝင်လာတယ်ဝင်လာပြီးရခါကျရင်မိတ်ဆွေရဲ့ page မှာလူကစာဖတ်နေရင်မတော်တဆပဲဖြစ်ပါပဲဖြစ် page ပေါ့နော်ဒီ page တစ်ခုလုံးရဲ့အာကြိုက်တဲ့နေရာကိုနေကြိုက်တဲ့နေရာကိုနေ ူကတခါတည်းကြော်ညာတဲ့ကိုတန်းရောက်တော့ပြောင်းထောင်ချောက်ပေါ့နော်ဒီကောင်ကအဲ့ကောင်ကဘလို့ထည့်ရလဲဆိုတော့အဲ့ကောင်လည်းဒီလိုပဲကျွန်တော် post အတင်မတင်ပြတော့ဘူးနော်ဒီနေရာမှာပဲတခါတည်းအကုန်လုံးစုပြုံပြီးလာထည့်နေရအဲ့ကောင်ဘလို့လောက်ရလဲဆိုတော့ဒီမှာကြည့်လိုက်ဒီနားလေးမှာကျွန်တော်တို့ကြိုက်တဲ့နေရာမှာချနော်ကျွန်တော်ကြိုက်တဲ့နေရာမှာချလို့ရတယ်ကျွန်တော်တို့ဒီမှာတခုထည့်ထားလိုက်ပြီဆိုတော့ဒီမှာတခုထည့်ထားလိုက်ထည့်ထားလိုက်ပြီနော်ဒီကောင် update လုပ်လိုက်မယ် ကျွန်တော် update လုပ်လိုက်ပြီပြီးရင်အဲ့ post ကိုတွားမယ်အဲ့ post ကိုတွားတဲ့အခါကျရင်ကျွန်တော်တို့ဘယ်နေရာကိုပဲနှိပ်လိုက်နှိပ်လိုက်တူကကြော်ညာထဲကိုရောက်သွားတယ်ဆိုပါတော့ဒီမှာရောက်လာပြီပေါ့နော်ကျွန်တော်ကကျွန်တော်ဒီရောက်လာပြီအာဒါကျွန်တော်ဒီမှာဒီစာလေးတစ်ခုကိုနှိပ်ပြလိုက်မယ်ဟောဒီမှာစာကိုနှိပ်လိုက်ရတဲ့တူကဘယ်ထဲရောက်သွားလဲဆိုတော့ကြော်ညာထဲကိုရောက်သွားတယ်တကယ်တော့ဟောကိုကဘယ်နေရာကိုလဲဆိုတာနှိပ်လို့မရဘူးပေါ့နော်ဒီမှာ link ကိုနှိပ်မယ်တွေ့လား ဘယ်နေရာဝဲနှိမ့်နှိမ့်အဲ့တဲကိုရောက်သွားတယ်ပေါ့နော်ကြော်ညာတဲကိုသူကတန်းပြီးတော့ရောက်သွားတာကြည့်သူကြော်ညာတဲကိုဒါတခါလေကြရင်တော့အဲ့လိုအဲ့လိုရောက်သွားတယ်ပေါ့နော်ဒါပေမဲ့တခါလေကြလို့ရှိရင်သူကကြော်ညာတဲတဲကိုတန်းမှရောက်သွားအဲ့လိုဒါမျိုးတန်းမှရောက်သွားတယ်ပေါ့နော်အဲ့ကြောင့်မို့အဲ့ဒီ pop panda နဲ့ pop panda လို့ခေါ်လာပါလို့ခေါ်လာမသိအဲ့ဒီကောင်ပေါ့နော်ထားပါခုနကမိတ်ဆွေတို့ဆက်လုံးမထားလိုက်ရပြီအာဒီမှာဟုတ်တယ် pop panda ဗောနော်ဒီ pop panda နဲ့အာ link ဗောနော် link ကိုတွဲပြီးတော့ထားမယ်ဆိုလို့ရှင်မိတ်ဆွေတို့ရဲ့ဒီ ATS ကို user တွေကပို့ပြီးတော့ click နိုင်ချေများတယ်ဗောနော်ဘာလို့လဲဆိုတော့တို့က link တဲ့ကိုတွားချင်တာလေတို့ကဒီ link တဲ့ကိုတွားချင်တာဟုတ်ဒီ link တဲ့ကိုတွားချင်တဲ့အခါကျဘလို့ပဲအနေနဲ့တို့ကဒီနေရာကိုနှိပ်မှာနှိပ်တဲ့အခါကျလို့ရှင်မိတ်ဆွေကြော်ညာကိုလည်းတစ်ခါတော့ click ပြီးတာဖြစ်သွားရယ်ဗောနော် hello တခါတော့ click ပြီးတာဖြစ်သွားတဲ့အခါကျတော့မဖြစ်မလဲဆိုတော့မိတ်ဆွေကဒီနေရာမှာဗောနော် ်အာဒီမှာ static ကိုတွားဒီညောင်းလိုက်လိုက် static ကိုတွားကြည့်လိုက်ဒီ static ဆိုပြီးတော့တွားကြည့်လိုက်လို့ဆိုလို့ရှိရင်ဒီညောင်းမှာ click impression ဆိုမှဒီ click ညောင်းမှာတက်လာလိမ့်မယ် blue တွေ blue ဘယ်နှယောက် click တွားရလဲဆိုတော့တက်လာလိမ့်မယ်အာပြီးရင် loop ban ဘနခါဘနခါလူဘနခါကလစ်သွားရလဲနောက်ပြီးရင်ဘနခါမိတ်ဆွေရဲ့ကြောင်ညာကိုမြင်သွားရလဲကြည်သွားရလဲအဲ့ဒါဒီမှာတက်လာမယ်အဲ့လိုတက်လာတဲ့နည်းအများဒီမှာပတ်ဆိုင်ကဒီညမှာတက်လာမယ်ဒီမှာတော့ဟိုနေရမိတ်ဆွေတို့ပြတာကျွန်တော်ဒီနားမှာ ဘလောက်လားမသိဘူး1ဒေါ်လာလားမသိဘူးအဲ့လောက်ပဲရှိတယ်နော်ဒီမှာဆိုလို့ချင်းဒီမှာကြည့်2ဒေါ်လာနဲ့24ဖြစ်သွားရင်နော်နှစ်နဲ့နှစ်တက်တမ24ဖြစ်သွားရင်အာ2ဒေါ်လာနဲ့25ပေါ့အဲ့လောက်ဖြစ်သွားရင်နော်ဒါမိတ်ဆိုတို့ရဲ့မျက်စိရှေ့မှာပဲနော်ကျွန်တော်တက်သွားတာပေါ့နော်ဒါအများကြီးလဲဘာမှလှုပ်ထားတာမရှိဘူးနော်ကျွန်တော်ဒီလိုပဲ page တွေဖွင့်ထားပြီးတော့ဒီမှာကြော်ညာကုတ်တွေထည့်ထားတယ်ကြော်ညာကုတ်တွေထည့်ထားထည့်ထားတယ်ပြီးတဲ့အခါကျလို့ရှင်ကျွန်တော်အဲ့လိုမျိုး social မှာ like ပြီးတော့ link ချတာပါဘောเนาะအဲ့ဒါပဲလူတွေကစိတ်ဝင်စားဆိုရင်ဒီ link တွေကိုနှိပ်ကြတယ်စိတ်ဝင်စားတယ်တူတူကြီးချင်တယ်ကြီးချင်တဲ့ခါကျရင်နှိပ်လိုက်တယ် Telegram ရောကွာဒီမှာ Telegram link တန်းပြီးတော့ပေးလိုက်တယ်ဗျာအဲ့လိုတန်းပြီးတော့ပေးလိုက်ရင်ဘာဖြစ်လဲမိတ်ဆွေရဲ့ Telegram channel မှာလူကတော့တိုးလာတာဟုတ်တယ်ဒါပေမဲ့မိတ်ဆွေဝင်ဝင်လမ်းကြောင်းတစ်ခုပဲရှိရဒီ Telegram channel ကိုပဲရောက်သွားတယ်ကွာ Telegram channel မှာသူများကြုံညာလာအမှားရမယ်မဟုတ်လဲ modernization အောင်မှရမယ်ဒီလိုမျိုးလှုပ်ချင်အပြင်ဘာဖြစ်လဲဆိုတော့မိတ်ဆွေရဲ့ဒီ Telegram channel မှာ လူမတိုးလာသေးဘူးပေါ့နော်လူမပြည့်သေးဘူးလူဥယျာဉ်မပြည့်သေးဘူးဆိုလို့ရှိရင်တော့မှမိတ်ဆွေကဒီကြော်ညာတွေကနေမှပတ်ဆိုင်ဝင်နေရဖြစ်တဲ့အတွက်ကြောင့်မို့တယောက်ပဲဖြစ်ဖြစ်နှစ်ယောက်ပဲဖြစ်ဖြစ်မိတ်ဆွေရဲ့ link ကိုလာနှိပ်တဲ့လူတိုင်းရဲ့ရှီကနေမိတ်ဆွေကအကျိုးမြတ်ရနေပတ်ဆိုင်ရနေဒါတယောက်ရှိရနေပြား90ရတယ်ဆိုလည်းနည်းလားမနည်းဘူးလေလူအဲ့လိုမျိုး user youtuber တွေပေါ့နော် creator တွေကအဲ့လိုမျိုး user တွေအများကြီးကေနဲ့ချီပြီးတော့ ရှာမကေနဲ့ခြီးပြီးတော့လာကြည့်တဲ့ခါကျမှဒူလို့ကလည်းအဲ့လိုပြားလေးပြားစီလေးစုစုပြီးတော့ပတ်ဆိုင်တွေအများကြီးဒေါ်လာနဲ့ခြီးပြီးတော့အဲ့လိုဒေါ်လာတွေထောင်ချီတန်းချီပေါ့နော်အာရချီပေါ့တရာပေါ့တရာအနည်းဆုံးအဲ့လိုရကြတာပေါ့နော်အဲ့လိုရကြတာဆိုတော့ဗျာမိတ်ဆွေတို့ဒီ website ကိုဘာဘာဖြစ်လို့မလုပ်ပါလဲပေါ့နော်ဘာဖြစ်လို့မလုပ်ကြပါလဲလုပ်ပေါ့ဒါလည်းရတာပဲလေဒါကကြတော့ဒါကပို့ပြီးအောင်မြင်နိုင်လေးတဲ့ကို website ကိုလူပဲနှစ်ယောက်လာကြည့်ရွာလဲ အာအဲ့လူရှင်ကနေကိုပတ်စံဘယ်လောက်ရလိုက်တယ်လဲဆိုတာကြည့်လို့ရတည်ရာ YouTube မှာတော့အဲ့လိုကြည့်လို့မရဘူးတို့ကကြာတော့တခါတည်း K နဲ့ပေါ့နော် K နဲ့တက်မှတ်ထားပြီးတော့နိုင်ငံလိုက်ခွဲခြားထားတယ်ဒီမှာလည်းနိုင်ငံတော့ခွဲခြားထားပါတယ် Okay ဒါကတော့ဒါ publisher လုပ်ပြီးတော့ပတ်စံရှာနေဒါအပိုင်း၄ပေါ့နော်နောက်နေ့ကြာလို့ရှင်တော့ ငါးကိုတင်ပေးတော့မယ်ဘာလို့လဲဆိုတော့ဘာလို့ငါးကိုတင်ပေးတော့မလဲဆိုတော့ဒီမှာကျွန်တော်တို့ပြရတော့တဲ့ကြော်ညာကုတ်တွေကတော့အကုန်လုံးကုန်သွားပြီပေါ့နော်ကျွန်တော်ပြလိုက်တဲ့ကြော်ညာကုတ်တွေကုန်သွားပြီမိတ်ဆွေတို့ဗီဒီယိုအစားနဲ့အဆုံးထိကြီးခဲ့တယ်ဆိုလို့ရှိရင်အာဗီဒီယိုအစားနဲ့အဆုံးဆိုတော့ဟိုအရင်ဗီဒီယိုကနေဒီဗီဒီယိုတွေကြီးခဲ့ဆိုလို့ရှိရင်အခုလောက်ဆိုရင်မိတ်ဆွေတို့ပတ်စံရှာမဲ့လမ်းကြောင်းတစ်ခုကိုတေချာဖောက်လို့ရနေတဲ့အနေဒါရှိနေပြီပေါ့နော်မိတ်ဆွေတို့ကတကယ်လိုက်လုတယ်ဆိုရင်ပြောတာပါမလုဘူးဆိုတော့မတတ်နိုင်ဘူးပေါ့နော် ျွန်တော်ကတိတလောက်တတ်တလောက်မိတ်ဆွေတို့မျှဝေပေးထားတာပေါ့နော်မျှဝေပေးထားလမ်းကြောင်းတစ်ခုပြဒီလိုလမ်းကြောင်းတစ်ခုခိုင်မာတဲ့လမ်းကြောင်းတစ်ခုဖောက်ပေးထားတာဖောက်ဖို့လမ်းကြောင်းပြပေးထားတာအဲ့တော့မိတ်ဆွေတို့ లై လောက်တယ်ဆိုရင်တော့အခုချိန်မှာဝင်ဝေလမ်းကြောင်းတစ်ခုဖောက်ပြီးွားကြီးဖောက်ထားပြီလို့ကျွန်တော်ယုံကြည်ပေါ့နော်ဆိုတော့နောက်ဗီဒီယိုမှာဘာလုပ်မလဲဆိုတော့နောက်ဗီဒီယိုမှာကြားလို့ရှိရင်ကျွန်တော်တို့ဒီမျိုးဒီ page တွေကိုလာအောင်ပေါ့เนาะ user တွေကိုဘယ်လို ဘယ်ဆိုရှယ်မီဒီယာတွေကိုတုံးပြီးတော့ test မဆွဲဆောင်ရမလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့ပြောပြသွားပေးမယ်အဲ့ဒါတော့နောက်ဗီဒီယိုတွေမှာပါเนาะ Okay ဒီဗီဒီယိုမှာတော့ဒီလောက်ပဲ channel လေးကို like subscribe လုပ်ခဲ့အာနောက်တဲ့ဗီဒီယိုတစ်ပိုင်းနှစ်ပိုင်းလောက်ကြံနေတယ်ပေါ့เนาะ Okay